ေးချနေတဲ့အချိန်မှာအရေးကြီးတဲ့ calorie quality အကြောင်းကိုကျွန်တော်ဝေးပြပြီးမှဖြစ်ပါတယ်ဗျ။ကျွန်တော်တို့တနေ့တန်လိုအပ်တဲ့ calorie အတွက်ပိုဆိုင်ရဝေးတက်မယ်၊ short ဆိုင်ရဝေးကျမယ်ဒါတော့သိကြတယ်ဟုတ်။ဝေးချတဲ့သူတွေထဲမှာတချို့တွေကပိန်တော့ပိန်သွားတယ်ဒါပေမဲ့ပူပေါင်းလေ short လိုက်လို့ပျော့တွဲတွဲဖြစ်သွားပြီးတော့လူမမာလို့ပိန်သွားကြတယ်။တချို့တွေကတော့ကြစ်ကြစ်လေးလေးလေးပိန်သွားကြတယ်။ဒါရီယာဘာကြောင့်လဲဆိုရင်သူတို့ဝေးချနေတဲ့အချိန်မှာစားတောက်လာတဲ့ကယ်လိုရီတွေရဲ့ quality ကြောင့်ဖြစ်ပါတယ်ဗျာ ကျွန်တော်နီးပြားတွေကဝေးကြတယ်ကယ်လိုရီရှော့စားကယ်လိုရီရှော့စားလို့ပြောကြတယ်ဒါပေမဲ့မိမိကကယ်လိုရီကိုအလွန်ပဲရှော့စားသလားအာဟာရအုပ်စုကြီးတွေကတခုခုကိုဖြတ်တောက်စားတော့သလားမနက်စာနေ့လယ်စာညစာတွေထဲမှာတနက်နက်ရှော့ပြီးစားတော့နေလားမိမိရှော့စားလိုက်တဲ့ကယ်လိုရီထဲမှာအမြင်ဓာတ်တွေအသားဓာတ်တွေများစွာပေါဝင်သွားပြီလားဆိုတာလေးကိုလည်းပြန်လည်စမ်းစစ်ဖို့လိုပါတယ်ကျွန်တော်အထက်ပါပြောခဲ့တဲ့အတိုင်းဝေးချလာတယ်ဆိုရင်တော့ကြည်ကြည်လေးလေးပိန်သွားဖို့အရန်ကိုခက်ခဲပါတယ် ကျန်းကျန်းမာမာကြစ်ကြစ်လေးလေးဝိတ်ကြလာပြီးတော့ပိန်ဖို့ဆိုရင်မိမိတနေ့တန်လိုအပ်တဲ့ကယ်လိုထက်ရှော့စာမှာတော့တည်ကြတယ်ဒါပေမဲ့မိမိစားတောက်နေတဲ့အနံ့တိုင်းမှာကစီတက်အသားတက်အစီတက်တွေကိုမိမိခန္ဓာကိုယ်ရဲ့လိုအပ်ချက်အရအတူပမာဏနဲ့သူပါဝင်အောင်စနစ်တကျလေးစားတောက်ပေးဖို့လိုပါတယ်မိမိခန္ဓာကိုယ်အချိုးစားအရမိမိရည်မှန်းထားတဲ့ body goal အရမိမိလိုအပ်တဲ့အာဟာရတွေရဲ့ပမာဏအတိုင်းတင့်တင့်မြတ်တောက်တည်ကြလေးစနစ်တကျစားတောက်ဖို့လိုအပ်ပါတယ်ဗျမိမိစားတောက်နေတဲ့အစားအသောက်တွေရဲ့ပုံစံတိုင်းကိုမိမိခန္ဓာကိုယ်ကပုံဖော်နေတာမို့လို့ မိမိဝေးချနေတဲ့ချိန်မှာစားတော့တဲ့ calorie ရဲ့ quality လေးကလည်းမိမိဝေးချတဲ့ခီးစဉ်အတွက်များစွာအထောက်အကူပြုတဲ့အကြောင်းကိုကျွန်တော်ကဒီဗီဒီယိုလေးနဲ့လာပြီးတော့ဝေးမြပေးခြင်းဖြစ်ပါတယ်။ဒီဗီဒီယိုလေးကမိတ်ဆွေတဲ့အကျိုးရှိမယ်အဆင်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုစုံနေတဲ့ကြည့်ပြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ကိုလူလေးပါအစီအစားကိုကြိုးစားနေတဲ့သူတွေကို online မှာရောအပြင်မှာပါကူညီနေပြပေးနေတဲ့ fellow guide တယောက်ဖြစ်ပါတယ်ဗျ။